ဘယ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ဘာတွေပဲလောက်လောက်အမှန်တရားတွေကိုတိတ်ပြီးတော့မပြောဖို့အမှန်တရားတွေကိုတိတ်ပြီးတော့မလောက်ဖို့အကြံပြုချင်ပါတယ်အမှန်တရားဆိုတာမပြောကောင်းတဲ့အရာဝတ္ထုတစ်ခုလို့ကျွန်တော်နေနဲ့သတ်မှတ်ပါတယ် ားမှာလူတိုင်းလူလောကအမှန်တရားကိုကြိုက်ကြပါဘဝမှာတစ်ခုခုဆိုလို့ရှိရင်ငါကတော့အမှန်ကိုပြောပြတာငါကတော့အမှန်ကိုကြိုက်တယ်ငါကတော့အမှန်ကိုလောက်တာပဲကြိုက်တယ်အလုံးအလုံးအမှန်ကိုကြိုက်တာကြီးပဲအလုံးအလုံးအမှန်တွေပြောမယ်ပေါ့ကွာအဲ့လူရဲ့အယူဆတည်းလုံးဝလုံးဝလုံးဝမှားပါတယ်လုံးဝပြပြန်လို့မရတဲ့အမှန်မျိုးလို့ဆိုလိုပါတယ်ဆိုပါတော့အမှန်ကိုကြိုက်တဲ့သူကသူများတွေရဲ့အမှန်တွေကိုပြောပြခြင်းသူများတွေရဲ့အမှန်တွေကိုပြောလို့ကောင်းတာဒါပေမဲ့ကိုဘဝရဲ့အမှန်တွေကိုဖက်လူကချက်ပြလို့ချင်းရင်အဲ့လူကကြိုက်မှာလားကြိုက်ဘူးမရဘူး လူတိုင်းလူတိုင်းမှာဘဝရဲ့ secret ဆိုတာရှိတယ်။တနေ့အပြင်ဘဝရဲ့အနေချက်သူများကိုချပြလို့မရတဲ့အမှားမျိုးဟာလူတိုင်းလူလုံးမှာရှိကြပါတယ်။အဲ့လိုအမှားမျိုးဟာအဲ့ဒီအမှန်ကိုမှကြိုက်တယ် ိုတဲ့လူတွေမှလည်းအများကြီးရှိလိမ့်မယ်ဘဝမှာ public လို့ခေါ်တဲ့လူထုကိုချက်ပြလို့မရတဲ့အမှန်တရားတွေအဲ့ဒီအမှန်တရားကိုမှကြိုက်ပါတယ်အမှန်တရားမှပြောကျင်ပါတယ်ဆိုတဲ့လူကိုချက်ပြချင်ရမလားမရဘူးပြဿနာတဲသွားလိမ့်မယ်ဒါကြောင့်ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဘယ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ဘာတွေပဲလောက်လောက်အမှန်တရားတွေကိုသိပြီးတော့မပြောဖို့အမှန်တရားတွေကိုသိပြီးတော့မလောက်ဖို့အကြံပြုချင်ပါတယ်အမှန်တရားဆိုတာမပြောကောင်းတဲ့ အရာဝတ္ထုတစ်ခုလို့ကျွန်တော်နေနဲ့သတ်မှတ်ပါတယ်လောကမှာအမှန်တရားကိုပြောနေဖို့တဲ့အရာရာကိုအခေါင်းမြင်တဲ့စိတ်ကပိုသွန်းအားကြီးတယ်လို့ထင်ပါတယ်အခေါင်းမြင်စိတ်ဆိုတာအရာရာကိုလက်ကွယ်ပြုတာမဟုတ်တလို့အရာအလုံးကိုအတင်းအကျအပြုံနဲ့ဖုံးကွယ်ထားတာလည်းမဟုတ်ပါဘူးဒါဟာဘဝရဲ့အမှောင်ဖြစ်မှာတောင်အလန့်တစ်စက်ကိုခြားတွေ့နိုင်တဲ့ခွန်အားတစ်ခုပါဥပမာဆိုပါတော့အလုပ်တစ်ခုမှာမအောင်မြင်ခဲ့ရင်စိတ်ဓာတ်မကြပဲဒါကပန်ခန့်စားတစ်ခုပါလို့အခေါင်းမြင်စိတ်ထားပြီးနောက်တစ်ချိန်ပုံကော ောက်အောင်စူးစမ်းကြည့်ဖို့ရွေးချယ်တင်ပါတယ်။မအောင်မြင်ခြင်းရဲ့အာနိသေဤအမှန်တရားကိုထောက်ပြပြီးပြပြောနေမယ့်အစားအကောင်းမြင်စိတ်ကလေးထားပြီးဒီကြည့်မအောင်မြင်လို့ရှိရင်နောက်အကျဉ်းပေါင်းများစွာရှိပါသေးတယ်ဆိုတဲ့အတွေ့အမြင်နဲ့စူးစမ်းကြတာဘောလို့ပြောပြီးတည်သိသိပါတယ်။ဘောဆိုတာအမြဲတမ်းချွတ်မွေတဲ့လန့်ခီးတစ်ခုမဟုတ်ပါဘူး။တစ်ခါတလေအခက်အခဲတွေစိန်ခေါ်မှုတွေနဲ့မမျောလင်းထားတဲ့အလစ်အပြောင်းတွေရှိရပါတယ်။အဲ့ဒါတွေကိုရင်ဆိုင်ဖို့အတွင်းအကောင်းမြင်တဲ့စိတ်ကလေးထားတာပေါ့တအားကြီးအရေးကြီးပါ ါတယ်ဒါကြောင့်ဘလောက်ပဲအခြေအနေတွေခက်ခဲနေပါစေအကောင်းမြင်တဲ့စိုက်ကလေးထားပြီးချစ်ဆက်လှမ်းကြည့်ပါဘဝမှာအမြဲတမ်းမျိုးလင်းချက်ဆိုတဲ့အလန်းနဲ့တခုရှိနေဆိုတာကိုယုံကြည်ထားပါအကောင်းမြင်စိတ်နဲ့ခြံတန်ချင်းဟာတဲ့ရဲ့ဘဝကိုပုံမတန်မာစေပြီးရွှေရွှေနဲ့ဘဝတစ်ခုစီကိုဦးတည်ပို့ဆောင်ပေးမှာအသေးချာပါပဲ thank you